်မင်္ဂလာမနက်ခင်းပါရှင်နိုဝင်ဘာလ10ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်မိသားရဲ့ထုံးလင့်တင်ဆက်ပေးပါမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းမမှာကြောက်တင်ကုန်ရထားတစ်စင်းမိုင်းခွဲခံခဲ့ရတဲ့တဲ့မော်ရွာမန္တလေးလမ်းမကြီးကန်တလူတိုးဂိတ်အနီးမှာရင်တိုင်းမှုဖြစ်ပွားပြီးညနေခဲ့တဲ့အမျိုးသားကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တဲ့တဲ့ဂျာမနီမှာလူနာ၁၀ဦးကိုတပ်ဖြတ်မှုနဲ့အခြား၂၈ဦးကိုတေစီနိုင်တဲ့ဆေးထိုးပြီးတပ်ဖို့ကြိုးပမ်းမှုတွေအတွက် တူနာပြုတ်တူကိုထောင်နဲ့တသက်တကျော်ချမှတ်ခဲ့တဲ့တဲ့မက္ကဆီကိုတမရော့ကိုလူပုံလယ်မှာမခွင့်မရပြုတ်မှုခဲ့တဲ့အမျိုးသားကိုတရားစွဲမယ်ဆိုတဲ့တဲ့နဲ့မယူသေး၅ဘွဲ့ဆက်မနိုင်ခင်သူ့အတွင်းကိုတထောင်ပြေးလိုက်မယ်လို့ဆီရိုနယ်ဒိုလှောင်ပြောင်ခဲ့တဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းဒီပုတ်အနေနဲ့တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းမှာကြောက်တင်ကုန်ရထားတစ်စင်းမိုင်းခွဲခံခဲ့ရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းမှာကြောက်တင်ကုန်ရထားတစ်စင်းမိုင်းခွဲခံရတယ်လို့တထုံပူရာနဲ့နေဆက်သူတွေထံကသိရပါဗျ။ဒီနေ့နိုဝင်ဘာ9ရက်နေ့မနက်7:25မိနစ်ခန့်ကတထုံမြို့နယ်ရန်ကုန်မော်လမြိုင်ရထားလမ်းမိုက်တိုက်အမှတ်125မြင်းဆောင်16နဲ့19ကြောင်းတိမ်စိမ့်ဘူရာနဲ့ဒုံဝုံဘူရာကြားမှာတထုံဘူရာဘက်ကနေရွှေလေဘူရာဘက်ကိုထွက်ခွာလာတဲ့အမှတ်686အစုံကြောက်တင်ကုန်ရထားဖြတ်တန်းစဉ် မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာဖြစ်ပါတယ်။ဖြစ်စဉ်ကြောင့်ရထားတန်လန်း၂ဆက်ခန့်ပျက်စီးသွားတဲ့အပြင်အမတ်686အစုံကြောက်တင်ကုန်ရထားရဲ့စက်ကောင်းအပောင်ဝင်အတွင်လေးရဲလမ်းချုံမှုဖြစ်ပွားခဲ့တယ်လို့တထုံပူရာနဲ့နေဆက်သူတို့ကပြောပါတယ်။၎င်းကဆက်လက်ပြီးရထားလမ်းအမြန်ဆုံးပြန်ပွင့်အောင်လို့အင်ဂျင်နီယာအဖွဲ့တွေလှုပ်ဆောင်နေကြပြီလို့သိရပါတယ်။နေပြည်တော်လုံခြုံရေးရယူပြီးရင်တော့ရထားလမ်းပြန်လည်ပြင်ဆင်နိုင်ပါလိမ့်မယ်လို့ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့်ဒီကနေ့မှထွက်ခွာမဲ့ရန်ကုန်မော်လမြိုင်ရန်ကုန်အစုံအစံခရီးစဉ်တွေကိုယာယီဖျက်သိမ်းခဲ့ကြောင်းလည်းမော်လမြိုင်ဗိုလ်ရာကြီးကတာဝန်ရှိသူတွေထံကသိရပါဗျ။၎င်းကဆက်လက်ပြီးယာယီဖျက်သိမ်းခဲ့ရတဲ့ယထာခရီးစဉ်တွေအတွက်ကျူတင်လက်မှတ်ဝယ်ယူထားကြတဲ့ခရီးသည်တွေကိုမော်လမြိုင်ဗိုလ်ရာကြီးမှရှိတဲ့လက်မှတ်ရုံးမှာမနက်၈နာရီခွဲကနေမိုးတက်၁၂နာရီအချိန်ခန့်ကငွေပြန်အမ်းပေးခဲ့ပါတယ်လို့ပြောကြားခဲ့ပါဗျ။မော်ရွာမန္တလေးလမ်းမကြီးကန်တလူတိုးဂိတ်အနီးမှာရေတိုက်မှုဖြစ်ပွားပြီး ညံ့နေခဲ့တဲ့အမျိုးသားကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မုံရမန္တလေးလမ်းမကြီးကန်တလူတိုးဂိတ်အနီးမှာရင်တိုက်မှုဖြစ်ပွားပြီးညံ့နေခဲ့တဲ့အမျိုးသားကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။နိုဝင်ဘာလ6ရက်နေ့မော်လဲ3:30မိနစ်ခန့်ကစကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်မုံရွာမန္တလေးလမ်းမကြီးကန်တလူတိုးဂိတ်အနီးမှာရင်တိုက်မှု ဖြစ်ပွားပြီးလူတအူးညံ့နေကြောင်းသတင်းအရ စကိုင်းမြို့နယ်မိသက်စခန်းကမင်းငိမ့်တရင်တစင်းရှောက်ဖွေကေစင်ရေးတပ်ဖွဲ့ဝင်တွေအိုးဘူလူမှုကွန်ရီအသင်းကလူနာတရင်တစင်းနဲ့အဖွဲ့ဝင်တွေသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါ်ပါမယ်ရှောက်ဖွေကေစင်လုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ဒီလိုဆောင်ရွက်ခဲ့ရာမော်လွယ်3:48မိနစ်အချိန်မှာညနေသူအမျိုးသားတအုပ်ကိုအသက်ရှင်လျက်ကေစင်နိုင်ခဲ့ပြီးအိုးဘလူမှုကွန်ကြီးအတင်းကလူနာတရင်နဲ့စကိုင်းကတဲ့နေရပြည်သူစေယုံကြီးကိုကွန်ကြီးပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂျာမနီနိုင်ငံမှာလူနာ၁၀ဦးကိုတပ်ဖြတ်မှုနဲ့တခြား၂၉ဦးကိုသေစေနိုင်တဲ့ဆေးထိုးပြီးတပ်ဖို့ကြိုးပမ်းမှုတွေအတွက်တူနာမျိုးတဦးကိုထောင်နဲ့တသက်တကြွန်ချမှတ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျာမနီနိုင်ငံမှာလူနာ၁၀ဦးကိုတပ်ဖြတ်မှုနဲ့အခြား၂၉ဦးကိုသေစေနိုင်တဲ့ဆေးထိုးပြီးတပ်ဖို့ကြိုးပမ်းမှုတွေအတွက်တူနာမျိုးတဦးကိုတရားရုံးကနိုဝင်ဘာ၅ရက်မှာထောင်နဲ့တသက်တကြွန်ချမှတ်ခဲ့ပါတယ်။ နိုင်ငံနောက်ပိုင်းအချင်းမြို့မှာရှိတဲ့တရားရုံးကအသက်44နှစ်အရွယ်အမျိုးသားကို2023ခုနှစ်ဒသမလကနေ2024ခုနှစ်မေလအတွင်းအချင်းအနီးမှာရှိတဲ့ဦးဆက်လန်မြို့ကစင်းရုံတရုံမှာကျွလွန်ခဲ့တဲ့ပြင်းမှုတွေအတွက်အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပါတယ်။တပြင်းမှုတွေဟာအထူးသဖြင့်ပြင်းထန်တဲ့အပြစ်ရှိတယ်လို့သတ်မှတ်ခဲ့တဲ့အတွက်သူအပုံမှန်အဖြစ်ထောင်ဒဏ်15နှစ်ချမှတ်ခံရပြီးတဲ့တိုင်အောင်စောစီးစွာပြန်လွတ်မပေးတဲ့ကြောင်းတရားရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးသားဟာ၎င်းရဲ့ဆောင်းရှောက်မှုအောက်မှာရှိတဲ့လူနာရီရဲ့အသက်ရှင်သန်ခြင်းနဲ့တည်ဆုံခြင်းကိုအဆုံးဖြတ်ပေးသူအဖြစ်လှူဆောင်ခဲ့ကြောင်းအစိုးရရှင်းလင်းတွေကဆွဆဲခဲ့ပါတယ်။မလမှာစတင်ခဲ့တဲ့ရုံတင်အစစ်ဆေးမှုမှာ၎င်းရဲ့ရှင်းနေအဖွဲ့ကတရားတင်လွတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီအမျိုးသားဟာညာဘက်အလုပ်ချိန်အတွင်း၎င်းရဲ့အလုပ်တာဝန်တက်တာစေဖို့အတွက်တက်ကြီးရွယ်ကိုအများစုကအကြိုက်ခဲပျောက်စေပမာဏအများပြားထိုးပေးခဲ့တယ်လို့အစိုးရရှင်းလင်းတွေကဆိုပါတယ်။ တရားရုံးကဒီအမျိုးသားဟာရုံးတင်စစ်ဆေးနေစဉ်အတွင်းနောင်နာရကြောင်းလဲဖော်ပြခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်မက္ကဆီကိုတမရော့ကိုလူပုံလဲမှာမုခွဲမရပြုမှုခဲ့တဲ့အမျိုးသားကိုတရားစွဲဆိုမယ်ဆိုတဲ့တဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။မက္ကဆီကိုနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးတမရော့ဖြစ်လာသူကလော်ဒီယာရှိုင်းဘန်ကလူမြင်ကွင်းမှာ၎င်းကိုမုခွဲမရပြုမှုခဲ့တဲ့အမျိုးသားကိုတရားစွဲဆိုသွားမယ်လို့ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ၄ရက်ကမက္ကဆီကိုစီးတီမှာထောက်ခံသူတစုကိုသမရဆိုင်ဘက်ကစကားပြောနေစဉ်အနောက်ဘက်ကအမျိုးသားတအူချင်းကပ်လာပြီးလေဘင်းကိုနမ်းဖို့ပြင်ပြီးတဲ့နောက်သမရရဲ့ခန္ဓာကိုယ်ကိုထိကင်မှုအထိကျိုးပန်းခဲ့ပါတယ်။အဲနောက်သမရရဲ့အဖွဲ့ဝင်တအူကဝင်တားခဲ့ပေမဲ့သမရကတိတိတတတုံလှုပ်ပုံပြခဲ့ပါတယ်။ဒီအမျိုးသားကိုလည်းဖမ်းဆီးလိုက်ပါတယ်။နိုဝင်ဘာ၅ရက်တရင်စာရှင်လင်းပွဲမှာသမရဆိုင်ဘက်ကတကယ်လို့ကျမဒီကိစ္စကိုတိုင်ကျက်မဖွင့်ဘူးဆိုရင်ကျန်တဲ့မက္ကဆီကိုအမျိုးသမီးတွေဘာဖြစ်ကုန်မလဲ။ တမရဟူရောင်ဒီလိုလုံရဲရင်ဒီနိုင်ငံတွေကအမျိုးသမီးတွေအားလုံးဘာဖြစ်ကုန်မလဲအရင်ကလည်းဒီလိုကြုံမှုပါတယ်တမရမဖြစ်ခင်ကကျောင်းသူဘဝတုန်းကပါလို့ပြောကြခဲ့ပါတယ်ဒီမျိုးသားဟာလူအုပ်ထဲမှာရှိတဲ့တခြားအမျိုးသမီးတွေကိုပါနှောက်ယှက်ခဲ့တယ်ဆိုတဲ့အတွက်၎င်းကိုတရားစွဲဖို့ဆုံးဖြတ်လိုက်တယ်လို့ရှိုင်းမန်ကထပ်ပြောခဲ့ပါတယ်အမျိုးသမီးအခွင့်အရေးထောက်ခံအားပေးသူတွေကတော့အခုဖြစ်ရဟာအမျိုးသမီးဖြစ်နေတဲ့တိုင်အောင်တမရကိုရောင်စော်ကားခွင့်ရှိတယ်ဆိုတဲ့အမျိုးသားကြီးစိုးရေးဝါရ မက္ကဆီကိုလူအဖွဲ့အစည်းအတွင်ဘလောက်အတိုင်းအတာအထိအယိုးဆွေးနေပြီဆိုတာကိုပြသလိုက်တာဖြစ်တယ်လို့ထောက်ပြကြပါရယ်မက္ကဆီကိုမှာအမျိုးသမီးတွေကိုအ धिक အထားတပ်ဖြတ်မှုကအကြီးစားပြဿနာတစ်ခုဖြစ်နေပြီးယောက်ျားဖြစ်မှုမိန်းမဖြစ်မှုကိုအခြေခံတဲ့လူသက်မှုတွေရဲ့68ရာခိုင်နှုန်းကဥပဒေအရအပြစ်ပေးခံရတာကနေလွတ်မြောက်နေပါရယ်ရှိုင်ဘန်ဟာ၎င်းရှေ့မှာသမရတာဝန်ယူခဲ့သူအန်ဒရက်စ်မန်နူရယ်လိုပက်စ်အိုဘရာဒေါ်ရဲ့လမ်းစဉ်ကိုလိုက်သူဖြစ်ပြီးလမ်းမပေါ်မှာဖြစ်စေစီယွန်ရေးပွဲတွေမှာဖြစ်စေ ထောက်ခံသူတွေကိုရင်းရင်းနှီးနှီးဆက်ဆံပြောဆိုလေးရှိသူဖြစ်ပါတယ်။မန်ယူအသင်း၅ပွဲဆက်မနိုင်ခင်သူ့အတွင်းကိုတထောင်ပြေးလိမ့်မယ်လို့ဆီရိုနေတိုလှောင်ပြောင်ခဲ့တဲ့အားကစားသတင်းကိုနောက်ဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။အန်နာဆာအသင်းတိုက်စင်ဖို့ဆီရိုနေတိုကမန်ယူအသင်း၅ပွဲဆက်မနိုင်ခင်မှာသူ့ရဲ့အတွင်းကိုတထောင်ရည်မှန်းချက်ပြေးသွားနိုင်တဲ့ဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်။မန်ယူသင်းကနေပြအောင်ရန်လက်ထက်မှာအမြင့်ဆုံးအဖြစ်၃ပွဲဆက်တာအနိုင်ရဖို့ပါတယ်။ PS Morgan ရဲ့အင်တာဗျူးအစီအစဉ်မှာ Serenedo က ကျွန်တော်သာ9000အရင်ပြည့်ကျင်ပြည့်မယ်မန်ယူသင်းကတော့၅ဘွဲ့ဆက်နိုင်ဦးမယ်မထင်ပါဘူးလို့ပြောခဲ့တာပါမန်ယူပြိသက် friend elite ဆိုသူကလည်းပြီးခဲ့တဲ့နှစ်အတွင်းမှာသူ့ရဲ့မန်ယူအသင်း၅ဘွဲ့ဆက်အနိုင်မရမချင်းသဘင်မညက်ဘူးလို့ကြေကြော်ထားပါတယ်သူကြေကြော်ထားတဲ့အချိန်ကစပြီးမန်ယူအသင်းက၅ဘွဲ့ဆက်အနိုင်မရခဲ့လို့ friend elite သဘင်မညက်ရတာတစ်နှစ်ကျော်ကြာနေပါပြီဆီရိုနယ်ဒိုကသူဟာအာဆင်နယ်အသင်းကိုအားပေးသူတဦးဆိုပြီးတော့လည်းပြောခဲ့ပါတယ် နိုဝင်ဘာ10ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရိုက်ထုတ်နဲ့တင်ဆက်ပေးသွားခဲ့တာပါ။ညနေ4:00နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတစ်ဝက်တင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။